စစ်မှုတန်းဥတွေပြထန်းထားတာဟာလူစားဖို့လို့မရဘူးငွေပေးလို့မရဘူးဆိုပြီးတော့အထက်ကပြထန်းထားတာအောက်ရှိမှာဘလို့လှုပ်ရှားနေတော့ဆိုတော့အုပ်ချုပ်ရေးမှုတွေရဲ့ပေါင်းပြီးတော့ပေါ့လာစင်ကြီးတွေကောက်တယ်တိန်အောင်၈000 5000တသိန်းဒါအောက်လျှောက်လို့ကောက်တယ်လူဝယ်ထဲပို့တယ်အဲ့တော့နိုင်ငံတော်ကပြည်သူစစ်မှုတဥပဒေဟာ တရားဝင်ခေါ်ခဲ့ရင်တော့မှနော်ကင်းလုံးခွင့်နေပါလေဆိုတာရှိတယ်အခုတော့အဲ့လိုမဟုတ်တော့ဘူးပစာပေးရင်ပေးကောက်တာပေးရင်ပေးမပေးရင်ဆွဲမယ်အုပ်ချုပ်ရေးမှုတွေလုပ်နေတာအခုဆိုရင်မကွေးတိုင်းတောင်လင်းမြို့နယ်အိုးပေါအုပ်စုအိုးပေါရွာမနေအုပ်ချုပ်ရေးမှုဦးခင်မောင်လက်ရွာခွဲတောင်ဝင်ခံကိုပြေမာကိုကိုကောင်ရဲစခန်းကစားရေးအောင်ကျော်ပေါင်းပြီးတော့ရွာမာတဲ့က အိုးပေါက်ရွာမှာတဲကမောင်နှသားသားမောင်အာနိုးပြည်သူစစ်မှုထမ်းရန်ဆိုပြီးတော့အောက်ရှုပ်ရည်မှုအပေါင်းဖော်ရဲရွာခွဲတာဝန်ခံပြည်မောင်ရဲကိုကုံကကဆရေးရဲကလေးကိုတော်တဲ့နှမ်းချက်နေရနော်ကလေးကအဲ့ဒါကိုကျိုးနဲ့တုတ်ပြီးတော့ခေါ်သွားတယ်အောက်ရှုပ်ရည်မှုအိမ်မှာလည်းကျိုးနဲ့တုတ်ထားတယ်ညနေကျတော့ရဲစခန်းကိုခေါ်သွားတယ်ပြည်သူစစ်မှုထမ်းရန်လူစားထိုးထဲ့ဝဲထဲ့ရန် 3130ကုန်မယ်ဆိုပြီးတော့မောင်အားလို့အတော်ဖြစ်သူဒေါ်မမအေးကိုတောင်တွင်းကြီးကိုလွှတ်လိုက်ပါတယ်။တောင်တွင်းကြီးကိုလူဝဲထဲရမယ်တဲ့ဆိုတော့နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့အောက်ရှေ့မှာလှုပ်ရှားနေတာလေတခြားသည်ဖြစ်နေလေ။တက်မတော်တဲ့ဟိုတခိုးချက်ဘိုးတွေကလေးကဝတွေလူတွေဝဲထဲတယ်။သူများသားသမီးတွေကိုဆွဲတယ်ပတ်စံတောင်းတယ်။ဒေယသားသမီးတွေကိုဝဲထဲတယ်တခိုးချက်ဘိုးတွေ။အဲ့တော့ထက်ကလူကြီးတွေကပြဋ္ဌာန်းထားတာနဲ့အောက်ရှေ့မှာလှုပ်ရှားနေရတဲ့ တခြားသည်ဖြစ်နေတယ်လို့နော်အခုလဲမောင်အာလို့သည်သူ့မိမလေးကနေစီလာစီမွေးကန်နေဖားကန်နေကိုဝဲလောက်ခွက်လက်မရှိပါဘူးမိဘနှစ်ပါးလည်းမရှိတော့ပါဘူးဒါကိုအခုကုန်ခဲ့ပါတယ်360လောက်ကုန်ခဲ့ပါတယ်အဲ့ဒါကိုအထက်ကိုတင်ပြထားတာအထက်ကလည်းလုံးဝအရေးမလုပ်ပါဘူး another one မြန်မာနိုင်ငံစစ်မှုထမ်းဥပဒေလိုပဲစစ်မှုထမ်းနေတဲ့နိုင်ငံတွေလည်းရှိပါတယ်ကမ္ဘာမှာဥပမာတန်ကိုရီးယားတို့အစ္စရေးတို့ထိုင်းတို့ဒီလိုရှိတယ်အဲ့တော့အဲ့လိုရှိတဲ့နိုင်ငံတွေတော်တော်များများရဲ့ရည်ရွယ်ချက်ကတော့သူနိုင်ငံတွေရဲ့စစ်တပ်အင်အားတောင့်တင်းမှုတွေစစ်တပ်နဲ့ပြည်သူအပြန်အလှန်နားလည်မှုရှိဖို့ရနိုင်ငံကိုချစ်မြတ်နိုးစေဖို့ရတခြားသောနိုင်ငံတွေရဲ့ကျူးကျော်မှုအန္တရာယ်ရှိလို့ဆိုပြီးနိုင်ငံကိုယ်စီမှာလိုလားချက်ဥတီချက်တွေအတီးတီးရှိကြပါတယ်အဲ့လိုပဲမြန်မာနိုင်ငံလည်းလူဦးရေတိတ်သီးတဲ့တိတ်သီးဆုံးနိုင်ငံနှစ်ခုကြားမှာတည်ရှိနေလို့စည်ရေးနဲ့စီးပွားရေးရလည်းအချက်ချာနေရာဖြစ်တဲ့အတွက် စစ်မှုထမ်းဥပဒေကရှိတဲ့ဥပဒေတစ်ခုလို့တုံးသက်လို့ရပါတယ်။ဒါပေမဲ့ခုလိုပြည်ရင်းပလိပခရရင်ပြည်ရင်းအပြစ်ခတ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာပြည်ဥစုံဝင်ဥပဒေကိုပြဋ္ဌာန်းတဲ့ဟာလူငယ်နဲ့အဲ့ဒီလူငယ်တွေရဲ့မိဘပြည်သူတွေအတွက်တကယ်ကိုစိုးရိမ်စရာကိစ္စတစ်ခုဖြစ်ပါတယ်။အဲ့တော့ဥပဒေကိုပြဋ္ဌာန်းတဲ့အချိန်ကလည်းအချိန်ကောင်းဟုတ်မဟုတ်ဆိုတာလည်းလေ့လာသင့်ပါတယ်။အဲ့တော့ဥပဒေကိုအကောင့်ထဲဖုံးအပိုင်းမှာဆိုရင်လေလူခွင့်ရင်းနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေလူမှုရေးပေါ်တက်ရောက်မှုတွေများစွာဖြစ်တဲ့အတွက်မြင်သားတဲ့အပိုင်းလို့ပြောရင်အခု ငလင်ကိစ္စဖြစ်သွားတယ်ဖြစ်တဲ့နောက်မှာလူငယ်တွေကရှစ်ထွက်ပြီးကူယူနိုင်မှုအပိုင်းနေမှာအရင်ကထက်နည်းလာတယ်အရင်ကထက်အားနည်းလာအရင်တော့ဆိုလူငယ်တွေအများကြီးပဲထွက်လာတယ်တခုဆိုရင်အခုဒီငလင်ကိစ္စမှာလည်းလူငယ်အများကြီးမထွက်နိုင်ဘူးဒါအဓိကဒါအနည်းဆုံးငလင်ကိစ္စကိုကျွန်တော်ဥမာပေးတာပါအဲ့တော့ပြန်လဲထူထောင်ဖို့ကိစ္စတွေမှာဆိုလူငယ် volunteer တွေမရရှိတာတွေပြီးတော့နောက်လုံသားရှားပါမှုကိစ္စတွေပေါ့လုံသားလူငယ်လုံသားတွေလည်းရှားပါလာတယ်အဲ့တော့လက်ရှိငလင်ကိစ္စမှာဆိုရင်ပြန်လဲထူထောင်ရေးကိစ္စတွေမှာတကယ်ကိုအခက်အခဲတွေကြုံတွေ့နေရပါတယ် ဟောပြီးတော့အောက်ချိန်မှာဆိုရင်စီးပွားရေးလုပ်ငန်းတွေမှာဆိုရင်အခုစပြီးတော့လုံသားရှားပါမှုပြဿနာတွေစပြီးတော့ကြုံတွေ့နေရပါတယ်အဲ့တော့နောက်ပြီးတည်သူစစ်မှုထမ်းဥပဒေကိုပွင်လင်းမြင်သာစွာဆောင်ရွက်မှုကအားနည်းနေတဲ့အတွက်တကြောင်တကားတရရတပုတ်ဆန်းဆိုလို့ဖြစ်နေတဲ့အတွက်အောက်ချိန်အစ်စင်မှာလက်စားမှုတွေအလွဲသုံးစားမှုတွေဖြစ်ပေါ်နေပါတယ်အဲ့တော့ကြောင့်ပြည်သူစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့တဲ့အချိန်ကအချိန်ကောင်းဟုတ်မဟုတ်ဆိုတာနဲ့တကယ်လို့အကောင့်တွေဖုံအပိုင်းမှာလဲပွင့်လင်းမြင်သာစွာဆောင်ရွက်ဖို့တကယ်ကိုအရေးကြီးပါတယ်အဲ့လိုဆောင်ရွက်နိုင်မှုတွေအားနည်းတဲ့အတွက်လူငယ်နဲ့လူငယ်မိဘတွေက